မင်္ဂလာပါအော်ဒီယိုပိုင်းစောနိုင်မှကြိုဆိုပါတယ်ယခုတစ်ခါမှာတော့ငလျင်ဘေးသွင်းတဲ့နေရာတွေမှာတိတိယောက်ယောက်အကူအညီတွေပေးနေတဲ့ TSPN တင်းရဲ့ဆောင်ရွက်ချက်တွေကိုဖော်ပြပေးနေတော့ PSC မြန်မာအောက်တော့ Facebook page ကတင်ဆက်ထားတဲ့ post တစ်ခုကိုဖတ်ပြပေးပါမယ်။နားဆင်ကြပါဦးခင်ဗျာ။မန္တလေးငလျင်ကြီးကြောင့်ငလျင်နဲ့ပတ်သက်ပြီးရေကြတာကြကူကြရှယ်ကြတာများသလိုစားလို့ရေးဆိုင်ရာနေပညာတွေရောသတိပြုစရာတွေရော လိုင်းပေါ်မှာအစုံတွေးရမှာပါကိုရီဆောင်ရွက်နေကြတဲ့ TSPN AR77 machine အနေနဲ့အလုပ်တွေများတော့သိပ်ပြီးတော့လိုင်းပေါ်ဟာရီကိုမဆက်စုဖြစ်ဘူးငလင်းအမေးဆိုင်ရာဝိဝါဒကွဲပြားမှုမှာမန္တလေးငလင်းကြီးလို့ရေးရင်ဘောမအဖြစ်သွတ်သွင်းတာခံရပြီးစကိုင်းငလင်းလို့ရေးရင်ပြည်သူဘတ်တော်သားငလင်းဘေးကိုတောင့်ပြန်သူဖြစ်တယ်လို့အလွယ်ခွဲနေကြတာကိုမနေရမှကျွန်တော်လဲ ကွက်ကွက်ပြားပြားသေးရပါရော။ဘောမအဖြစ်လာပြီးမန်းကြတာဟုတ်ဗျ။ငလင်းအမိပေးလဲရှိကြတဲ့ကိစ္စကိုကျွန်တော်တို့မရင်နေကြပါဘူး။ငလင်းကြီးတွေကိုမကြုံခဲ့ဘူးသလိုခုမှပြန်ကြုံရတော့ငလင်းငလင်းကြီးဆိုတဲ့စကားလုံးနဲ့တင်ပါကြီးလဲဟပေါ့။ဂျီမိုဖီလိုဂျီကိုငယ်စဉ်ကအထိုင်လျောက်တင်ကြားထားဖို့ပြီးလိုက်တိုစဖီးယားကိစ္စတွေကို အနှဲငယ်ထိတွေ့ထားရလေတော့ငလင်းဟာ ကျွန်တော်အတွက်မစိမ့်ပါဘူးသို့သောအမိပေးတဲ့ကိစ္စကိုတေချာမဖတ်ခက်မလေ့လာခဲ့ပါဘူးမန္တလေးငလျင်ကြီးဆိုတဲ့မြို့16ရက်4လ2025ရက်နေ့မှာကျွန်တော်ပြောင်းပြီးသုံးပါတယ်ဟိုဘဲရီတက်မှတ်လို့ဘာလို့ညာလို့မဟုတ်တာကိုတေချာပြောနိုင်ပါတယ်ဘာလို့မန္တလေးငလျင်ကြီးလို့ပြောင်းပြီးသုံးလုံးတဲ့ဆိုရင် USGS ရဲ့ငလျင်အမိပေးတဲ့ပရိုတိုကောအရာရောအင်ပက်ဖြစ်တဲ့ကိစ္စအရာရော ပညာရဆိုင်ရာရှုထောင့်ရရောမန္တလေးငလင်ကြီးဖြစ်တာမှတ်တမ်းတင်ရတော့မဲ့ကိစ္စတွေကြောင့်မှာငလင်ကိုအမည်ပေးရတဲ့နယ်မှာနှစ်မျိုးရှိပါတယ်။တစ်မျိုးကငလင်စားတဲ့နေရာကိုဆွဲပြုတ်ပေးပေးတာဒီနေရာမှာလဲပထဝီဝင်ဆိုင်ရာအမည်ရှိတဲ့ကိစ္စကိုပဲပေးတာနောက်တစ်မျိုးကတော့ငလင်စားတဲ့နေရာထက်ထိခိုက်မှုလူဦးရေများတဲ့နေရာရဲ့အမည်ကိုပေးတာစကိုင်းမှာစားတယ်ဆိုပေမဲ့ ရေကားအင်းရဲ့အနောက်မြောက်ရေမြကြီးအင်းရဲ့အရှေ့တောင်ဆက်ရေးအနောက်ရွာမှာဗဟိုပြုတ်ရလို့ USGS ကဆိုပါတယ်။ဒါဆိုရင်ဆက်ရေးအနောက်ရွာငလင်လို့ခေါ်ရမလား။1912ကမေမြုပ်ငလင်လို့ခေါ်တယ်။အမှန်ဆလာကတောင်ကြီးနဲ့ပုံနေတယ်။တောင်ကြီးငလင်လို့မခေါ်ပဲထိကိုက်မှုများလာရောဗြိတိရှရေရုံးဆိုင်တာရောကြောင့်မေမြုပ်ငလင်ဖြစ်ရော။ခုကွန်တဒမခွန်ရော။ 6.4ရောကအထူးကအများဆုံးမြို့ကြီးကိုပြန်ကြည့်ရင်မန္တလေးတိုင်းဒေသကြီးထိကိုက်မှုနဲ့ကြည့်ရင်လည်းမန္တလေးတိုင်းမှာပဲ UHG ရဲ့မူအရမန္တလေးငလျင်ကြီးလို့အမည်ပေးရမှာပါပဲကိုရီတောင်ပထမကတိတ်မကြည့်ဘူးစကင်းစကိုင်းပေးပေါ်ဘာညာလောက်ခဲ့သေးတယ်တရပီးတရ UHG ရဲ့ကို ပြေးပြေးကြည့်ရင်မင်္ဂလင်းကမန္တလေးကပိုပြီးစီလျော်တာသွားတွေ့ရတယ် အဲအန်နီအစိုးရလက်ထက်ကချောင်းဆောင်တရားကိုပေါ်ကြောက်မြည်ပြီးတော့ USDP နဲ့တက်နယ်တွေကဘရူဘရူလုတ်တယ်ကဲခုစစ်ကောင်စီရပေးတဲ့မြည်ကိုပရိသတ်ကဘရူဘရူလုတ်တယ်ကြောက်ကိုတော့လာမဆဲနဲ့ခမရတော့နှစ်ဖက်သားဆဲနေလိုက်ကြမိတ်ဆွေတယောက်ကမေးတယ်ဆရာဘာဖြစ်လို့စကိုင်းပြည့်ပြည့်ចောင်းဟာတစ်ဖြောင်းနေချင်းနင်းနင်းဖြစ်နေရလဲတဲ့ theory တွေ သူတေသနာတွေရရုတ်တရက်ခေါင်းထဲပေါ်မလာလို့မဖြေနိုင်ပါဘူးခေါင်းထဲမှာရောက်နေတဲ့ဦးစားပေးမှုတွေကကုညီရေးကဲဆယ်ရေးတိုင်းတာရေးမုံမချခင်လောက်ရမှာငလင်းကြောင့်မြေအောက်ရေတူလောင်နေတဲ့ကိစ္စတွေရဲ့ပြောင်းလဲမှုကြောင့်ဖြစ်လာနိုင်တဲ့တောက်ရေပြဿနာမိုးလေဒုတိယရေကြီးကာလမှာဆယ်ရေကြန့်ခိုင်မှုတွေအတွက်ကြိုပြီးပြောကြဆိုကြရမှာစသဖြင့်တွေးတောနေရတာများတော့ လောက်ခတ်ပြီးတဲ့ကိစ္စတွေနေစဉ်ဖြစ်နေတဲ့ငလင်ငယ်တွေအတွက်တိတ်ပြီးအာရုံမရှိပါဘူးပြန်ဆက်ရရင်ကဘာတိုက်ကြီးတွေဟာကဘာရဲ့လက်ပတ်တဲ့အချိန်ကြောင့်မြဝင်ရိုးစုံတဲ့ဟိုဥတီမျောပါနေတာဖြစ်ပါတယ်မြမဟာအိန္ဒိယတိုက်ငယ်နဲ့မျောပါပြီးအာရှကုန်းကြီးကိုထိတိုက်တိုးဝင်လို့ဖြစ်လာတဲ့အကျိုးဆက်ကြီးကြောင့်ငလင်စုံတွေကနေပေါ်လာတဲ့အမွေတွေရထားတာဖြစ်ပါတယ်တွန်းတိုက်တဲ့မြေတွေက အောက်ထဲရှိုးဝင်ရပြီးအခမ်းမြေလူကကြွတက်ပါတယ်။အဲ့လိုဖြစ်စဉ်ကနေဖြစ်လာတဲ့အကွဲเจ้าတွေဟာမြေပေါ်မှာတပြောင်နေနေအလျားရှည်ရှည်တွေကိုဖြစ်ပေါ်စေရလို့ဆိုပါတယ်။ကဲဗျာမန္တလေးကလေးကြီးလို့ပြောင်းသွင်းရင် လာပြီးပေါ်မလို့ခေါ်လို့သူများ ခေါ်ကြပါစေ။ပညာရရယုံကြည်စွာဖြင့်မန္တလေးကလေးကြီးလို့သာဆက်ရေးပါမယ်။ဆက်ပြီးမှတ်တမ်းလုပ်ပါမယ်။ပညာရရသစ္စာပါ။ ဒါကတော့ DSPN တင်းရဲ့ဆောင်ရွက်ချက်တွေကိုဖော်ပြပေးနေတဲ့ PSC မြန်မာ Out of Facebook Page ကနေတင်ဆက်ထားတာကိုဖော်ပြပေးတာဖြစ်ပါတယ်။ DSPN တင်းဟာငလင်ကြောင့်ဘေးဒုက္ခရောက်နေတဲ့ဒေသတွေမှာကုညီရေးကယ်ဆယ်ရေးတွေကိုတတိယရောက်ရောက်လောက်ကင်ပေးနေတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။သူတို့ဖွဲ့ရဲ့လုံဆောင်ချက်တွေကိုသိကြရင်တော့ DSPN 177လို့ရိုက်ရှာလိုက်ရင်တွေ့နိုင်ပါတယ်။